မိဘမိသူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရဲ့ရှင်။မနေ့ကနေပြီးတော့အခုကျွန်မသတင်းတင်ဆက်တဲ့အချိန်အထိကျွန်မချစ်ရတဲ့မိဘပြည်သူတွေရောကျွန်မသတင်းဟောပေါ့နော်မကြည့်ချင်းကြည့်ချင်းနဲ့ကြည်နေရတဲ့မိဘပြည်သူတွေရောကျွန်မမုန်းတဲ့သူတွေရောအားလုံးပေါ့နော်မေးမြန်းလာပြောဆိုလာကြတဲ့သတင်းတစ်ခုရှိရဲ့ရှင်။အဲ့ဒါကတော့ဒီပရင်မြို့နယ်အိုထိန်ခွင်းကြီးရွာမှာဖြစ်သွားခဲ့တဲ့ဖြစ်စဉ်တာဖြစ်ပါတယ်။စာတင်ကြောင်းကိုတိုက်ခိုက်ခံရတဲ့ဆိုတဲ့ဖြစ်စဉ်ပေါ့နော်ဒီတမက်ခင်းလုံးနဲ့ဒီသတင်းတွေကြီးပါပဲရှင်။ကျွန်မလည်းအားလုံးကိုလိုက်ပြီးတော့လေ့လာ ြည့်ရှုခဲ့ပါတယ်။သတင်းသမားတယောက်အနေနဲ့သတင်းသမားမျက်စိနဲ့လိုက်ကြည့်တာပေါ့နော်။ဒါပေမဲ့ကျမအနေနဲ့ပြောချင်တာကဒါကကျမကျွမ်းကျင်တဲ့အပိုင်းမဟုတ်ဘူးရှင်သိလား။ကျမငဘိုးရဆေးရည်သတင်းနဲ့မတင်ဆက်ဘူး။ဒီလိုလက်နက်နဲ့ပတ်သက်တဲ့သတင်းဆိုပို့ဆိုတယ်။သိလား။သတင်းရဲ့ပုံစံကိုပဲကျမပြောပြမှာပေါ့နော်။မိဘပြည်သူများချင့်ချိန်နိုင်ဖို့အတွက်စဉ်းစားနိုင်ဖို့အတွက်အချက်လက်လေးပဲကျမပေးချင်နေရှင်ဒီသတင်းအားလေး။ဘာကြောင့်လဲဆိုတော့ကျမအနေနဲ့ကကိုကျွမ်းကျင်တဲ့နေပင်မဟုတ်တဲ့အတွက်ကိုကျွမ်းကျင်တဲ့ဘာသာရမဟုတ်တဲ့အတွက်ကျမသုံးသပ်လိုက်လို့ရှင်မှားသွားနိုင်တယ်။ဒါကြောင့်ကျမဒီသတင်းကို သုံးသက်သူအနေနဲ့မတင်ဆက်ရှင် data လေးပဲပေးချင်တယ်ပေါ့နော်အဲ့တော့ပထမဆုံးကတော့အားလုံးသိရတဲ့အတိုင်းရှင်ဒီသတင်းကအကြံပတ်အားပေးတဲ့ media တွေနေစတင်ပြီးတော့ဖြန့်ဝေလာတာဖြစ်ပါတယ်အော်ဆက်ဆက်ချင်းဖြစ်လာတာကဒီเจ้าကိုမြမတံတော်ကလေးเจ้าတိုက်ခိုက်တယ်ဒါကြောင့်ဒီเจ้าမှာရှိရကလေးတွေသိဆုံးတယ်တပ်ပုံတွေရုပ်သံဖိုင်တွေနဲ့တက်လာတယ်ပေါ့နော်ဒီလိုတက်လာတဲ့အခါမှာသူတို့ကပြောဆိုထားတာလေးကျွန်တော်တို့ data တခုချင်းလိုက်ကြည့်ရတဲ့အခါကျတော့သူကလက်လက်ကိုပါအတိအကျသိတဲ့ပုံစံနဲ့ရေးထားတယ်ရှင့်အော်ဗာလဲ cluster ဘုံပေါ့နော် cluster ဘုံနဲ့သုံးတယ်လို့ပြောတယ်တချို့ကျတော့လဲပေါင်900 ဘုံနဲ့ပြစ်သွားတယ်ဆိုပြီးပြောတယ်ပေါ့နော်ဒီတော့ကျမအဲ့ဒီလက်နက်နှစ်ခုကမြေပြင်မှာကြာရောက်တဲ့အခါမှာဘယ်လိုပုံစံဖြစ်လဲဆိုတော့လိုက်ပြီးတော့လေ့လာကြည့်ရတဲ့အခါကျတော့ပေါင်900ဘုံဆိုရင်ဒီစာသင်ကျောင်းမှာဒီလိုခြေလေးရှိနေတာတော့အမှန်ပဲရှင့်သူကမီးလောင်ရရရှိမယ်အဆောက်အုံခုလုံးပြိုကျသွားတော့တဲ့အချိန်ကိုပြင်းထန်တယ်ပြီးတော့မိမပြည်သူလို့ရှင်လေကြောင်းတက်ခိုက်မှုတွေကမိမအားမြင်တွေ့နေတာပဲလေကြောင်းတက်ခိုက်မှုပြုတ်ခံရတယ်ဆိုရင်ကျင်းကြီးတွေဖြစ်သွားတယ်အဆောက်အုံတွေမီးလောင်သွားတယ်မီးခိုးငွေတွေတက်နေရဲဆိုတဲ့ပုံရိပ်တွေပေါ့နော် ဒါတွေကိုကြောက်တာဒီရုပ်သံဖိုင်တွေမှာဓာတ်ပုံတွေမှာမမြင်ရအောင်ရှင့်ဒီတော့ပေါင်900ဖုံးဆိုတာကဖြစ်နိုင်ခြင်းအမတန်နည်းပါတယ်ဒါကျွန်မအနေနဲ့ဟိုလက်နက်နဲ့ပတ်သက်ပြီးတော့ပဲသုံးသက်ပေးတာနော်သုံးသက်ပေးတာပေါ့နော်နောက်တစ်ခါကျတော့သူတို့ပြောတဲ့ဒီ cluster form ဘုံပေါ့နော် cluster ဘုံကဘာလဲဆိုတော့သူကဘုံကြီးတဲ့မှာမှာဘုံစံတိတိလေးအဲ့လိုမျိုးအခု200ကနေ600လေးပါဝင်တဲ့ဘုံမျိုးတော့ပြစ်လိုက်လို့ရှင်ကောင်းခင်မှာရင်ကွဲသွားပြီလို့ရှင်အဲ့ဒီအစတွေကဒီအောက်ကိုကြာတာပေါ့နော်အဲ့ချိန်ကျတော့ဒီဘုံကအသုံးပြုမယ်ဆိုအဲ့ဒီနေပြင်တဝိုက်မှာအဲ့ဒီဘုံရဲ့ အကျွင်းကြံအစရအများကြီးရှိနေရအောင်မယ်။သူကလေပြီးတော့ဒီလိုမျိုးမြေပြင်မှာဖြစ်တဲ့အပြစ်ခတ်မှုတွေကစစ်ပွဲတွေမှာဖြစ်လိဖြစ်တာရှိရယ်။ရတသားတွေထိခိုက်တဲ့ဆက်သက်ဖြစ်ပေါ်တော့ဒါမျိုးငင်းခုံမှုတွေကကျမောက်နိုင်ငံစစ်ပွဲမှမဟုတ်ဘူး။အခြားနိုင်ငံစစ်ပွဲတွေမှာလည်းဖြစ်တယ်။အဲ့လိုဖြစ်တိုင်းမှာအဖြစ်ကိုဘယ်လိုထုတ်ရလဲဆိုရင်ဒီဖြစ်သွားတဲ့နေရာကိုပညာရှင်လက်နက်ပညာရှင်တွေစီးရေးပိုင်းဆိုင်ရာပညာရှင်တွေပေါ့နော်အဲ့လိုမျိုးတကယ့်ကိုတတိယအင်အားစုပညာရှင်တွေရောက်ရှိလာပြီးတော့အဲ့နောက်တစ်ခါကလက်နက်အကျဉ်းချန်တွေစစ်ဆေးပြီးတဲ့အခါမှာဘယ်လိုဘုံမျိုးစသုံးမလဲ။ ဘလို့အရာတွေနဲ့တိုက်ခိုက်သွားတယ်ဘာကြောင့်ဖြစ်လဲဆိုတာလေးတွေကိုစစ်တမ်းထုတ်ပြီးတော့ဒီအဖြစ်ကိုပြန်ထုတ်လာတာရှင့်ခုကပြောနေကြတာကတယောက်မှလည်းလက်နက်ပညာရှင်လည်းပါလည်းမဟုတ်ဘူးဒီဘုံကိုကြိတ်လိုက်တာ ਨੇ ဩပေါင်900ဘုံပါလားဒါပါလဲကလစတာဘုံပါလားဆိုပြီးသိနိုင်လောက်တဲ့ရှိသူကလက်နက်ပညာရှင်လားဒီမိကုန်းလေးပဲရင်းဆုံးစဉ်းစားကြည့်လိုက်ပါတော့ပြီးရခါမှာဒီစာတင်ကျောင်းမှာဖြစ်သွားတဲ့ဖြစ်စဉ်လေးနဲ့ပတ်သက်ပြီးတော့ သူရဲ့ဖြစ်နိုင်ခြင်းကအရန်တန်တရားဖြစ်ဖွယ်ရရများနေသူတို့ထုတ်ပြန်တဲ့အချက်ပါဟုတ်ပါဘောနော်တန်လျာဖြစ်စရာများနေโอเคဒါကျမတို့နေနေကသတင်းသမားမျက်စိနဲ့ကြည့်ရနော်ကျမတို့ကြောင့်ခန်းစားချက်တွေပါထည့်မနေဘူးဒီလားချစ်ချင်းမုန်းချင်းနေအဲ့လိုမျိုးဒေါသထွက်တာတွေဝမ်းနေဖို့ဆိုရတယ်ကျမတို့မထည့်ပဲနဲ့သတင်းသမားမျက်စိနဲ့ပဲကျမတို့ကြည့်တာကျတော့ဘုံတိုက်ခိုက်ခံရတဲ့အထဲမှာသူတို့ကဘုံမျိုးစားအတိကျပါတိနေတာကြီးကနည်းနည်းတော့စောစားစားတယ်ကောင်းတယ်စားတယ်လောက်ထိပညာရှင်စံတွေကတော့ကျမမပြောတော့ဘူးဘောနော်ဒီတော့ဒါကတကြောင်ပေါ့ ပြီးတော့အဆောင်အဝယ်ပြည့်စုံမှုကြည့်တော့လေသူတို့ပြောတဲ့ဘုံမျိုးစားတွေကြတဲ့အခါမှာဖြစ်ပေါ်နိုင်တဲ့အခြေအနေမျိုးတွေနဲ့ကွဲလွဲမှုတွေရှိနေတယ်အဲ့လိုအဲ့လိုအခြေအနေမျိုးပေါ့နော်ပြီးတော့အဲ့ဒီမှာဆီယမ်မတ်တယောက်လည်းရှိရလေဒေါ်ရတီအောင်ဆိုပြီးသွားတာသူကဘုံကဘွားနဲ့လို့တက်တက်ကြလာတယ်လေဆိုတော့အဆောင်အုံအဆောင်အုံပေါ့သူလိုက်ပြတဲ့အဆောင်အုံမှာမီးလောင်ထားတဲ့မီးကျွမ်းထားတဲ့ဒဏ်ရာမရှိဘူးဘုံရဲ့အခြေအနေကတက်တက်ကြတယ်ဆိုရင်သူကအဲ့နာမှာအပူချိန်ကတော်တော်မြင့်တက်ပြီးတော့မီးလောင်ကျွမ်းတာတွေပစ္စည်းအရှိပြောတာတွေဖြစ်တယ်ရှင့်သူကအဲ့လိုဖြစ်တဲ့အရေးကြောင့်မတွေ့ရအောင်ပေါ့နော်ဒီတော့ဒါဟာဘာသာဖြန့်ချီတက်တက်ဆိုပြီးတော့ ပြောဆိုတဲ့သူတွေအနေနဲ့လည်းယူဆချက်ကမှန်ကန်နိုင်ပါတယ်ရှင့်နောက်ထပ်ကျွန်တော်တို့နိုင်ငံတော်ဘက်ကထုတ်ပြန်ကြောက်လေ့လာကြည့်ရတဲ့အခါကျောင်းနိုင်ငံတော်မင်းနဲ့အတိအကျထုတ်ပြန်ထားရှိတယ်ဒီ data ပတ်မှာပေါ့နော်နေမေကန်လုံးကြုံရေးတာဝန်ရှိတဲ့သူတို့ပြောကြကြအရာတဲ့ဒီသတင်းကမှန်ကန်မှုမရှိဘူးဒီလိုမျိုးတိုက်ခိုက်မှုမျိုးမလုပ်ခဲ့ဘူးဆိုပြီးတော့အတိအကျကိုနိုင်ငံတော်အဆင့်ထုတ်ပြန်ထားပါတယ်ရှင့်ပြီးတော့ကျမကိုနိုင်ငံတော်အဆင့်ထုတ်ပြန်ချက်ကိုအပြေအဝယုံလားလို့မေးမယ်ဆိုရင်ကျမသတင်းသမားမျက်စိနဲ့ဆိုကျမတို့ဘယ်ရောက်မှအပြေအဝယုံတာမရှိဘူးရှင့် data အတိအကျမရှိဘူးဆိုကျမတို့ဘယ်ရောက်မှအပြေအဝမယုံဒါသတင်းသမားတယောက်ရဲ့မျက်စိနဲ့ပဲကျမပြောတာနော် ိတ်လားတာမန်လူเจ้าအနေနဲ့ဆိုတော့ဆိုးရအောင်ချစ်လို့ရှင်ရှုံမယ်ဆိုးရအောင်မချစ်မရုံတော်တော်များအဲ့လိုဆုံးဖြတ်ကြတာဒါပေမဲ့ကျမတို့ကတော့ဒီဘက်ကထုတ်ပြန်တာကိုလည်းအပြည့်ဝမယုံဒီဘက်ကထုတ်ပြန်တာကိုလည်းပြည့်ဝယုံလားလို့မေးလို့ရှင်ကျမတို့30အကြိမ်လုံးတော့ခြံထားတယ်80အကြိမ်လုံးကတော့နိုင်ငံတော်တစ်ခုရဲ့နိုင်ငံတော်အစင်ထုတ်ပြန်ချက်ဖြစ်တဲ့အတွက်80ရာခိုင်နှုန်းလက်ခံတယ်ဒါပေမဲ့30ရာခိုင်နှုန်းကတော့ဖြစ်နိုင်ခြင်းအနေနဲ့ကျမတို့သတင်းသမားတွေကခြံထားရတယ်ပေါ့နော်ဒီတော့ဒီအဖြစ်ကိုတိကျသိချင်တယ်ဆိုတော့အဲ့ဒီနယ်မျိုးကျမပြောသလိုပဲပညာရှင်တွေနဲ့ဆက်စပ်မှာပဲရမယ် လက်ရှိ online မှာမြင်နေတဲ့ဓာတ်ပုံတွေရုပ်သံ file တွေတစ်ဖက်ကဝါဒဖြန့်ချိမှုတွေကိုကြည့်ခြင်းအဖြစ်တော့တန်တရားဝင်စရာအချက်တွေအများကြီးပဲရှင့်ကျွန်တော်ထင်တယ်ဒီသတင်းကလူတွေရဲ့ emotion ကိုနှိုးဆော်ဖို့အတွက်ကိုပဲဖြစ်သွားတဲ့ဖြစ်စဉ်တစ်ခုပေါ်မှာမူတည်ပြီးတော့လုံလိုက်တာလို့ကျွန်မမြင်နေရှင့်အဲ့ဒီဖြစ်စဉ်ကလည်းကျွန်တော်တို့သိထားတဲ့ဖြစ်စဉ်ဟုတ်ဟုတ်ချင်မှာဟုတ်မှာအဲ့ဒီဖြစ်စဉ်ကလေသိလားလေကြောင်းတက်ခိုက်မှုကြောင့်ဒီကလေးတွေတည်တာဟုတ်ချင်မှာဟုတ်မှာအခြားအကြောင်းအရာတစ်ခုကြောင့်တည်တာလည်းဖြစ်ကောင်းဖြစ်နေနိုင်ရဲ့ရှင့်သတင်းမှာအဲ့လိုပုံစံလေးရှိပါရဲ့ရှင့်ဒီတော့ ကျမအနေနဲ့ကတော့ဒါလက်နက်ပညာရှင်လည်းမဟုတ်ဘူးကျမပြောသလိုဒီနယ်မြေကိုကျမကိုယ်တိုင်သွားပြီးတော့လေ့လာခွင့်ရမယ်ဆိုရင်တော့မှကျမတယောက်တည်းအားနဲ့လေ့လာလို့မရဘူးပညာရှင်တွေပါအဖွဲ့လိုက်ခေါ်သွားပြီးတော့နိုင်ငံတော်အစိုးရကလည်းချင်းချင်းပုံချင်းမရှိတဲ့အင်အားစု PDF တွေအငူကြီးတွေပေါ့နော်ဒီမြေပြင်မှာရှိတဲ့ပြည်သူတွေစသဖြင့်ဒီလူတွေပေါ်မှာလည်းချင်းချင်းပုံချင်းမရှိတဲ့အင်အားစုတကယ့်ပညာရှင်စစ်စစ်တွေကစစ်ဆေးမှာပဲဖြေပေါ်မဲ့ကိစ္စရှင့်အဲ့လိုမှမဟုတ်ရင်တော့ online ပေါ်ကနေပြီးတော့ပြောဆိုနေတဲ့ကိစ္စရက်နဲ့တာအဆုံးသတ်သွားမှာဖြစ်ပါရှင့်ကျမဒီလိုပဲမြင်ပါတယ် ီတော့ကျမအနေနဲ့ကဒါလက်နက်ပိုင်းဆိုင်ရာပေါ့နော်ကိုမကျွမ်းကျင်တဲ့အတွက်ကျမပေါ့ပေါ့ပါပါလေးပဲဖြစ်နိုင်ချေပြောပြတာမိဘပြည်သူများစင်ကြင်ညာလေးနဲ့စဉ်းစားကျမခုပြောတဲ့အချက်လေးတွေကိုနားထောင်ပြီးပြီဆိုရင်အဲ့ဓာတ်ပုံလေးတွေပြန်သွားကြည့်လိုက်ကျန်မိဘပြည်သူတို့ပို့ပြီးမြင်လာတဲ့အချက်လေးရှိလိမ့်မယ်ဒါလေးတို့ကိုယ့်ကိုစဉ်းစားဖို့နော်အခုကျမပြောတာအဖြစ်ထုတ်ပြီးသွားမှာမဟုတ်ဘူးနော်စဉ်းစားဖို့အချက်လေးလေးပဲပြတာချင်းသိလားကျမကျွမ်းကျင်တဲ့အပိုင်းပြောရမယ်ဆိုရင်တော့အဲ့ဒီဖြစ်စဉ်ဖြစ်သွားပြီးရဲ့နောက်မှာဖြစ်လာတဲ့လူရဲ့ emotion တွေကိုပဲကျမပြောပြချင်တယ်သိလားကျမနိုင်ငံမှာလေးစပြီးဖြစ်ကလေးကစာတင်ကြောင်းနေမှာ video လေးလက်နက်တွေထားရတယ် ဘသူမှမတောင်းအဲ့ဒီအခုမျက်ရည်ကျတဲ့သူကြီးပြောပါတယ်တိလားအခုမျက်ရည်ကျတဲ့သူကြီးကိုကျွန်မဘာနဲ့ခိုင်းနိုင်ကြတယ်ဆိုတော့လေပိတ်တာတို့မျက်ရည်မြေမကြကောင်းလို့ပဲကျွန်မပြောချင်တယ်တိလားအဲ့ဒီပိတ်တာတွေပိတ်တာတွေကိုဘာလို့ပြောလဲဆိုရင်စာတင်ချောင်းတွေမှာလက်လက်တွေပြည့်ပြည့်တွေထားနေတော့လက်ခုပ်တီးကြတယ်ပြောလိုက်တာမလေးကောင်းလိုက်တာစာတင်ချောင်းတွေမှာစာတင်ချောင်းဆိုကလေးစာတင်ရမှာလေလက်လက်ထားမယ်နေရာလားရှင့်ပြီးတော့စာတင်ချောင်းတွေမှာဘုံသီးရေလုပ်နေကြတဲ့ရုပ်တံတွေအွန်လိုင်းပေါ်တက်လာတော့လဲလက်ခုပ်တီးကြတယ်အဲ့ဒီပိတ်တာတွေကနော်အဲ့ခုမျက်ရည်ကျနေကြတဲ့ပိတ်တာတွေလက်ခုပ်တီးကြတယ် ခွေကောင်းလိုက်တာကြည်စမ်းပါမုံတိရေစာတင်ချောင်းညီမလောက်နိုင်ပြီအမလေးကြည်စမ်းပါငါတို့တွေတောင်းလိုက်အောင်တော့မယ်ဆိုတဲ့သူတွေနော်ကလေးတွေကိုတနက်တွေပေးကြပြီဓာတ်ပုံရိုက်တော့ငါကျမတို့ပြောတယ်ကလေးတွေဟာစစ်ရေးနဲ့မဆိုင်တော့ကလေးတွေကိုဓာတ်ပုံရိုက်တာညီမလောက်ပါနဲ့တနက်ပေးကြတာမလောက်ပါနဲ့စစ်သွေးကြွစိတ်တွေမရိုက်ထည့်ပါလဲလို့ပြောတော့ငါကျမတို့အဲအဲ့လားအနာဓာတ်ပုံရိုက်တာလေကလေးတွေပဲဘာဖြစ်လဲကလေးတွေကတော်တိုင်းအသိရှိရမယ်လေအွန်လိုင်းမှာပြောတတ်လာသေးရပါလေလက်သုံးချောင်းထောင်ပြီးတော့စာတင်ချောင်းမှာစီဒီယန်ဆရာမတွေလောက်တဲ့အပေါက်များပြောပါတယ်လက်သုံးချောင်းထောင်ခိုင်းတဲ့ကလေးတွေကိုပြီးလဲပြီးတော့ဖြစ်လဲ ဒေါ်လာရေးအောင်ရမည်တို့နော်ပြီးတော့တို့ဒေါ်လာရေးတခြင်းနေစိုးကိုင်းနေစစ်သွေးကြွစိတ်တက်တွေရိုက်သွင်းတော့ကြတော့ကျမတို့ပြောတယ်မလုတ်တင်အောင်တော့ဒါမတင်တော်အောင်တော့ပြောတော့အဲတင်တော်တယ်လက်ခုပ်တီးကြတယ်မလေးအဲ့ပိတ်တာတွေလက်ခုပ်တီးကြတယ်ပြောလိုက်တာမလေးကောင်းလိုက်တာကလေးတွေကြီးစမအောင်အနာဂတ်ရဲ့ PDF လောင်းတရားလေးတွေဆိုပြီးတော့အားပေးခဲ့ကြတဲ့သူတွေဒီလူတွေကအခုလိုမျိုးဖြစ်စဉ်တွေဖြစ်တဲ့အခါကျတော့ဒါဟာတက်မတော်ရဲ့အပြစ်ပါပဲဆိုပြီးလက်ညှိုးထိုးပြီးတော့မျက်ရည်ကျတာကအဲ့ဒါပိတ်တာလို့မျက်ရည်မဟုတ်လို့ဘသူမျက်ရည်လဲရှင့်ဒါလူတယောက်ရဲ့ကျတဲ့မျက်ရည်မဟုတ်ဘူး သူတို့နှလုံးသားထဲမှာအဲ့ဒါချစ်ချင်းမြတ်တာကြောင့်ကြာတဲ့ညက်ရေမဟုတ်ဘူးအဲ့ဒါလေဝမ်းနေလို့ကြာတဲ့ညက်ရေမဟုတ်ဘူးပျော်လို့ကြာတဲ့ညက်ရေသူတို့ကလေဘာလို့ပျော်ရတာသိလားတက်မတော်နဲ့နိုင်ငံတော်ကောင်းကောင်းထိုးချနိုင်ပြီဆိုပြီးတော့ပျော်တဲ့ညက်ရေရှင့်အဲ့တော့အဲ့ဒီအခုငိုနေတဲ့သူတွေကိုယ့်ညက်ရေကိုပြန်ပြီးတော့ဆန်းစစ်ကြည့်ကြအောင်နော်ကျမတို့မြင်တာကတော့ပိတ်တာတွေညက်ရေကြာတယ်ပဲမြင်နေရှင့်ရှင်းရှင်းလေးထားကျမရဲ့တွန်းကျင်တဲ့အပိုင်းတွေကျမသုံးသပ်ပေးတာနော်အရှိပိုင်းမှာဒီရာတွေအားလုံးကိုအားပေးထောက်ခံပျော်ရွှင်မြူတူးခဲ့တဲ့သူတွေက ဒီကလေးတွေအန္တရာယ်ဖြစ်နိုင်တဲ့အခြေအနေတွေမှာထိုးထည့်ထားတဲ့သူတွေကကလေးတွေအန္တရာယ်ဖြစ်တယ်လဲဆိုရောငိုကြတဲ့ကြေကွဲကြတဲ့ကျမောင်းနိုင်ငံကလည်းနော်ပိတ်တာတွေဖြစ်နေကြပြီအာကိုကိုနည်းနည်းပါဆန်းစစ်ကြအောင်ရှင့်ပိတ်တာတို့မြက်ရေညီတို့မကြကောင်းပါအောင်ရှင့်ကြလို့ရှင့်ညီကြီးပေါ်ကြရင်လည်းညီကြီးကမြီဟုံဟုံတောက်မယ်ရေခမ်းမယ်ရှင့်မကောင်းတော့ဒီတော့ရင်ထဲမှာမပါတဲ့စင်နာမြစ်တာတွေနဲ့အခုကြမှာ အပူတွေပြောနေရလို့ပဲမြင်နေရှင့်ဘောနော်ဒီကကျမတာရှင်းပြတာရှင်းရှင်းလေးကျမတည်လည်းနဲ့ပညာရှင်လည်းမဟုတ်ဘူးစရေးပညာရှင်လည်းမဟုတ်ဘူးဒီနေရာမှာကျမရောက်နေရလည်းမဟုတ်ဘူးဒီနေရာကိုသွားပြီးစစ်ဆေးခွင့်ရှိသေးရတူလည်းမဟုတ်ဘူးဒါပေမဲ့ဒီနေရာမှာဖြစ်သွားတဲ့ကိစ္စတွေတန်လျာဖြစ်ပေါ်ရတယ်အများကြီးရယ်ဒါကြောင့်နှစ်ဖက်လုံးကိုကျမတို့အခုချိန်မှာ data တွေထပ်မံရယူပြီးတော့စောင့်ကြည့်ဖို့လေ့လာဖို့အတွက်ကိုတွတ်ဆဖို့အတွက်ကိုအများကြီးလိုအပ်နေသေးရယ်ဒါကြောင့်ကျမဒီကိစ္စနဲ့ပတ်သက်ပြီးကျမအဖြေမထုတ်ဘူးကျမအဖြေထုတ်တာတော့ရှင်းရှင်းလေးဒီကိစ္စကမူတည်ပြီးတော့ပိတ်တာတွေနဲ့ရေကြနေတာကိုပဲကျမပြောတာရှင်းရှင်းလေး နော်အဲ့တော့မျက်ရည်ကျနေတဲ့တွေကိုကစဉ်းစားပါကိုကပိတ်တာလားလူလားဆိုတော့ကိုကစဉ်းစားပါရှင်ဒါလေးကတော့ကျမဒီကြေးရွာကိစ္စနဲ့ပတ်သက်ပြီးတော့ကျမတက်ကျွမ်းတဲ့ဘက်ကနေပြီးတော့သုံးသပ်ပေးတာဖြစ်ပါရှင်ကျန်တာကတော့မိဘပြည်သူများအနေနဲ့ကိုတိတ်တက်တဲ့ပညာနဲ့အတန်တိုင်းဆုံးတာစဉ်းစားချင်းချင်းပြီးတော့အနည်းဆက်ဆုံးအခြေအနေကိုဖန်ပြီးစဉ်းစားတက်ဖို့ပဲလိုပါရှင်တေးကြတာတစ်ခုကတော့ကျမနိုင်ငံမှာစစ်ပွဲတွေမရက်တည်းရဒီလိုကိစ္စတွေမြင်နေရမှာပဲရှင့်ကျမနိုင်ငံမှာဒီလိုကိစ္စတွေဖြစ်လာရင်နောက်နောက်တွေရပြီးတော့အော်ငါတို့ဒီစစ်ပွဲကြီးရက်လိုက်မယ်ဆိုတဲ့အသိစိတ်တည်းမရှိကြဘူးရှင့် ဒီစစ်ပွဲကိုအသုံးပြုပြီးတော့စစ်ပွဲအရှိန်ပိုတင်မယ်ဆိုတဲ့စိတ်ဓာတ်ပဲရှိရငါတို့ဒီဒီလိုမြင်ကွင်းနဲ့မမြင်အောင်တော်လန်ရေးကိုအရှိန်မြင့်ကြမယ်ဆိုပြီးပြောကြရတယ်ဒီလားအေးအဲ့ဒါတွေကအဲ့လိုမြင်ကွင်းမျိုးနောက်ထပ်အခုတရာတစ်ထောင်တစ်သောင်းတစ်သိန်းမြင်ကောင်းမြင်ရနိုင်နေရှင့်ဒါလေးတွေကကျွန်မပိတ်တာများစီတော့ပေါ့နော်ပိတ်တာတွေဆိုတာအဲ့လိုမျိုးကျွန်မပြောသလိုပေါ့ရှင့်ကလေးတွေကိုအနေရထွင်းနဲ့ရှိနေတာကိုကြာတော့အစင်ကြည့်ပြီးတော့အနေရတဲ့တကယ်ဖြစ်သွားငိုပြနေတဲ့ဟန်ဆောင်ငိုပြနေတဲ့ပိတ်တာတွေကိုပြောတာရှင့်အဲ့ဒီပိတ်တာများစီတော့ကျွန်မစကားလက်ဆောင်လေးပါလိုက်ပြန်စီရှင့်